အားလုံးပဲမင်္ဂလာပါခင်ဗျာနော်မင်္ဂလာပါခွန်တော်ခွန်ငွေထားပါနော်ဟုတ်တယ်ပြခွန်တော်ခွန်နှောင်း25ခုနှစ်က9ကြိမ်တွင်းကနန်းတစ်ခွက်ကြီးဒါဒီနေ့တက်ကိုလိုက်ထွက်နိုင်နေဆိုတော့အူစတစားခွက်နဲ့တစားထားပါလေခွန်တော်ခွန်အားကိုငွေထိုးကြည့်လိုက်ပါပေါ့နော်အဲ့တော့နှောင်း30နောက်ပိုင်းမှာပေါ့နော်တနည်းမှမပြတ်မကွက် ထွက်ပြီးကြကနေမထွက်တဲ့နှစ်လို့မရှိဘူးအဲ့ဒီမှာမှထူးခြားတာကကျွန်တော်ဟဲ့2025မှာထွက်ပြီးကြကနန်းဒီ၃ကွက်တိကိုထွက်နိုင်တဲ့လမ်းကြောင်း၅မျိုးလောက်ရှိတွေ့တယ်စနစ်၅မျိုးလောက်ထိကိုတွေ့တယ်အဲ့ဒီ၅မျိုးလောက်တွေ့တဲ့တဲကအနိကတမျိုးကိုကျွန်တော်နည်းနည်းပြောကြည့်ပြီးမယ်ဘာပြောလို့လဲဆိုတော့ဒီကြိမ်မှာလည်းနည်းနည်းလေးတိုက်ဆိုင်တယ်ထိုးရင်ထိုးလို့ရတယ်ပေါ့နော်စထိုးလို့ရတယ်အဲ့ဒါကြောင့်ပြောကြည့်မယ်နော် ပုံသေးကမ်းလာခဲ့တဲ့ရှင်လုံးမောင်း၆9နောက်ပိုင်းနဲ့ပရိင္းရှင်လုံးမောင်း၆9နောက်ပိုင်းနဲ့ပရိင္းရှင်လုံးမောင်း၆9နောက်ပိုင်းနဲ့ပရိင္း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 ဒီသုံးချက်တက်နေချင်းမှာဟာဒီပရိင္းလို့ရိုက်အဲ့ပုံစံနဲ့ရိုက်သူ့ရဲ့နောက်နဲ့ထဲမှာကဏ္ဍ၃ခွက်တီတီကပ္ပိတကဏ္ဍကိုပြန်လဲထွက်တယ်ဒုတိယအချိန်မှာလည်းမနစ်ကတော့ကဏ္ဍ၃ခွက်ထွက်ခဲ့ပြီဒါဆိုနှစ်ချိန်အောင်ခဲ့ပြီ၃ချိန်မြောက်နေတယ်ဒီနေ့ထဲမှာအဲ့ဒါမျိုးမထွက်နိုင်ဘူးလားဒါကိုစဉ်းစားတာပေါ့နော်အဲ့တော့သဘောကျတဲ့ ဖြစ်စဉ်တွေပါတယ်ဗျာနော်ပထမပထမသူလောက်သွားတာပါဒီပရိင္ငါကြောင့်ဟမ်ရှင်ရောမောင်းချက်ပရိင္ငါကြောင့်သူ့ရဲ့နောက်နဲ့ထင်းပါပြန်တွဲကနန်းဒီ၃ကျင်ပြအောင်ထွက်တဲ့ကျင်ကြောင့်စနစ်ကလေးပြတ်ပုံဖောသွားတယ်အရန်ကစိတ်ဝင်စားဖို့ကောင်းတယ်ခါနဲ့ထိနေတဲ့ဆဲလို့ရတဲ့ဆဲရဲ့နက်ခွန်နောက်ပိတ်စကြရတယ်ဒီမှာတကယ် မှနှစ်ကြိမ်ဒီမှာသုံးကြိမ်ဆိုခုနောက်ပိတ်သုံးခုနောက်ပိတ်ဒီမှာတစ်ကြိမ်ကြရတယ်နှစ်ကြိမ်ကြရတယ်သုံးကြိမ်ဆက်တဲ့ဒီမှာသုံးကြိမ်မြောက်ဒီဒီမှာကြရတယ်အဲ့ဒီခုနောက်ပိတ်လို့ကြရတဲ့ကောင်ငင်းကုန်မှကြည့်လိုက်ပရိင္ငံအဲ့ဒီကနန်းကြီးလည်းပြန်တော့ထွက်လာအဲ့ဒီခုနောက်ပိတ်ကလည်းငင်းကုန်ကြည့်လိုက်ဒီနေရာမှာဗရိတ်ချက်အဲ့ဒီကနန်းကြီးလည်းပြန်တော့ထွက်လာအဲ့ဒီခုနောက်ပိတ်ကလည်းငင်းကုန်ထောက်လိုက်ဒီဗရိတ်ခွန်ဒီကနန်းကြီးလည်းဒီနေ့တည်းကိုပြန်တော့ထွက်လာအဲ့တော့ ပရမကက်ရှင်လုံးမောင်းချောက်ကုနောက်ပေးလို့ရိုက်သူရဲ့နောက်နေထဲမှာပြန်တွဲကနန်းဒီ9 break 6 break ခွန် break ဆိုစီရ3ခွက်ထွက်တယ်စနစ်တကျလေးကြားတယ်ခွန်နောက်ပိတ်စကြတယ်ကောင်းရင်းကိုဒုတိယကျင်ဒီမှာခွန်နောက်ပိတ်ကြတယ်သူရဲ့မြင်းကော break 6တတိယကျင်ခွန်နောက်ပိတ်ကြတယ်သူရဲ့မြင်းကော break ခွန် break 5 6ခွန်ဆိုပြီးတော့3ခွက်ထွက်တယ်ဒါပရမကက်ပရမရှင်လုံးမောင်းချောက်ပရင်းကပေါ့နော် အဲ့လိုပဲအဲ့ပြစ်စင်လေးကိုကြည့်ပြီးတော့ဒုတိယတကယ်ဖြစ်တဲ့ပြစ်စင်ပါလေသုံးကွက်တော့နှစ်ကွက်ကြပြီးရဲ့ချိန်မှာသုံးကွက်တော့ကြမှာပဲဆိုတော့အတွင်းနဲ့ပဲလိုက်ကစားတာပေါ့နော်အော်ရှင်းလုံးပေါင်းချက်ဒီနေရာမှာခုနောက်ပဲပရိငတ်လောက်ရဲ့သူ့ရဲ့နောက်နေထဲမှာကနန်းသုံးကွက်သုံးရောက်သုံးဆိုတဲ့ကနန်းက633လို့ပြန်လဲထွက်တယ်395ဆိုရယ်ကနန်းက593လို့ပြန်လို့ထွက်တယ်နောက်တစ်ခါ626ဆိုရယ်ကနန်းက662လို့ပြန်တော့ထွက်တယ် အဲတော့ညောင်ဆောင်6တုံညာတုံးကိုဖြတ်ပြီးတဲ့ချိန်မှာတစ်ချက်ပေါ့နော်3ခု5ကဟာ5ခု3ဆိုတာဒီချိန်မှာတော့ကျွန်တော်ဖန်ကစားခဲ့တယ်ကနန်းမဲ့ပေါ့နော်ကုခါနဲ့ကုခါနဲ့ break ခွန်ခါတူခါနဲ့ဒီနှစ်ချက်အောင်ပြည့်ချိန်မှာကျန်တဲ့တစ်ချက်မှာကျွန်တော်တို့တုံးကြည့်ပြအောင်ထွက်မှာပဲဆိုပြီးတော့မနစ်ကလည်းလိုက်တာပဲနော်လိုက်တဲ့နေရာဖန်တယ်ထွက်မလာဘူးနောက်တစ်ခါဖန်တော့ထွက်သွားတဲ့နေရာမှာကျတော့ ကနန်းကတူအောင်မဖတ်နိုင်ဘူးပေါ့နော်ဟိုကျွန်တော်တို့အောင်ဒီနှစ်ကြိမ်ထွက်ပြီးတဲ့သတိထားမိတယ်အဲ့ဒါဘာကြောင့်လဲရှေ့မှာတော့ဒီမှာငါချောက်ခွန်ဆိုတဲ့မတ်တမဒီထိုင်းနဲ့လာသူဒီမှာလည်းဒီတိုင်းလာတာသူလုတ်သွားတယ်ခဲ့လဲပရမပရမပြန်တဲ့ကနန်းရဲ့တကွင်းကျော်မှာပရမဆုံးဘရိတ်တစ်ထွက်တယ်ဒုတိယပြန်တဲ့ကနန်းရဲ့တကွင်းကျော်မှာဘရိတ်တစ်ဒုတိယမျိုးဘရိတ်တစ်ထွက်တယ်အော်တတိယ ဘရိတ်တွေထွက်တာဒီနေရာမှာစထွက်တာဘရိတ်တွေဘရိတ်တွေဘရိတ်တွေအော်ဒီနေရာမှာဒီကနန်းသုံးကွက်ထွက်တဲ့နေရာမှာဒီပုံစံနဲ့မစနစ်ကြထွက်တာအဲ့တော့ဒီကနန်းမိအောင်မဖမ်းနိုင်ဘူးထွက်နိုင်တယ်ဆိုတော့ယုံကြည်မှုနဲ့အများနဲ့လိုက်လိုက်ထုတ်ခဲ့မိအောင်တော့ထွက်သွားတဲ့အချိန်မှာကျွန်တော်တို့မိအောင်မဖမ်းနိုင်ဘူးအဲ့ဒီမှာသူစနစ်ကြတာပါတယ်ဘရိတ်တစ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 ်စကြတဲ့အချိန်မှာသူ့ဘေးမှာ၃ရာဘရိတ်ထောက်တယ် နောက်တစ်ခါဒုတိယဘရိတ်တကျအချိန်မှာသူ့ဘေးမှာဘရိတ်ကိုထောက်တာတတိယဘရိတ်တကျအချိန်မှာသူ့ဘေးမှာဘရိတ်ရှစ်ထောက်တာ၃ည၉၈၀ဆိုတဲ့ထောင်းဒီမှာဘရိတ်တဘရိတ်တဘရိတ်တအဲ့မှာရှင်းနှလုံးပေါင်းငါရှင်းနှလုံးပေါင်းငါရှင်းနှလုံးပေါင်းငါလို့ထိမ့်ပြီးတော့ပရမအကွက်ဒီကွက်ဒီပြန်လွှတ်ထွက်တယ်ဒုတိယဒီကွက်ဒီပြန်လွှတ်ထွက်တယ်တတိယဒီကွက်ဒီပြန်လွှတ်ထွက်သွားတယ်အဲ့နှစ်ကက်လုံးမှာ တနှစ်ကိုပြန်တွက်ကနန်း၃ွက်ထွက်တယ်ပေါ့နော်၃ွက်ထွက်တဲ့ဖြစ်စဉ်တိုင်းမှာတတ်မဲ့ချက်တွေသူ့ရဲ့ထိန်းကိုယ်တွေအရန်လှတယ်ဒါဆိုတတ္တိယကဲ၉နောက်ပြီးရှင်လုံးပေါင်း၆လို့ရဒီနေ့ထက်မှလည်းဒီနေ့ထက်မှလည်းကျွန်တော်တို့ကဒီလိုဖြစ်စဉ်မျိုးပေါ့နော်ပုံဖော်ပြီးတော့ကစားနိုင်မယ်ဆိုလို့ရှိရင် ကျန်တဲ့တစ်ကြိမ်ထွက်ပြီးနှစ်ကြိမ်မှဒီကြောက်ထွက်ကနန်းနှစ်ကွက်ထွက်ပြီးဆိုသုံးကွက်ထိသူထွက်နိုင်တယ်ဆိုအယူဆကိုကျွန်တော်တို့ဒါရဲတဲ့နဲ့လိုက်ကစားမှာပေါ့နော်အဲ့မှာကျွန်တော်သတိထားကြည့်မိတာပေါ့နော်ပထမကံမှာလဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်အတွင်းကကနန်းတစ်ခွက်ကပြန်တွက်လိုက်တယ်ဒုတိယကံမှာလဲတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်ငါးကြိမ်အတွင်းကကနန်းနေပဲဒီမှာတော့သုံးကွက်လုံးကိုလိုက်တာဒါဆိုလို့ရှိရင်အဲ့စနစ်ရကျွန်တော်တို့က အဲ2025ရဲ့တကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်5ကြိမ်အတင်းကကဏ္ဍတကွက်ကွက်ဒီနေ့ဖြစ်မှာပြန်ပြက်ကြတော့တာကျွန်တော်တို့ live နိုင်နေရဆိုရင်အယူဆပေါ့နော်ကျွန်တော်ကတော့ကစားတော့မှာအဲ့တော့ကစားရလည်းဘယ်နှကွက်မှမရှိဘူးပေါ့နော်ဒါဒီကွက်တွေဖမ်းမှုတွေဆိုရင်ဘယ်နှကွက်မှမရှိဘူးဒါချဲ့သဘောသဘောဒီမှာ3ကွက်ဒီမှာ3ကွက်ဒီမှာ3ကွက်6ကွက်6ကွက်ဒီကော72ကွက်ဆိုတော့20ကွက်ပဲရှိဒီ20ကွက်ထဲတကွက် ်အဲကျွန်တော်ကတော့ထွက်မယ်လို့ယုံကြည်ကြည်လိုက်ကစားမှာဒီစနစ်ကိုကျွန်တော်ရအောင်ဖန်ကစားကြင်တာပေါ့နော်အဲ့ဒီမှာလောလောဆယ်ကျွန်တော်မြင်တဲ့အပိုင်းကိုပြောကြည့်မယ်ပေါ့နော်လောလောဆယ်ကျွန်တော်မြင်တဲ့အပိုင်းလေးကိုပြောကြည့်မယ်ဒီ၅ကွက်ထဲကတစ်ကွက်ကောင်းလိုက်ဖို့ကျွန်တော်နည်းနည်းပြောကြည့်မယ်စိတ်ဝင်စားရင်သုံးနော်အပိုင်းတော့ကျွန်တော်လည်းမသိဘူးနော်အပရမကမဒီပရိင္ငါလိုရိုက်ပြီသူရဲ့နောက်နဲ့တက်မှာတခြင်းရကနန်းတည်ပြန်တို့ထွက်ခဲ့ဒုတိယကမလည်းဒီတိုင်းပဲရှင်လုံးမောင်းချောက်ကိုနောက်ပြေးလိုရိုက်ဒုတိယအခြင်းရကနန်းတည်ပြန်တို့ထွက် ဒါဆိုကလေးပဲပဲရိုးရှင်းရှင်းပဲရိုးရှင်းပဲဒီတတ္တရကတ်မှာဒီကနေ့တစ်ကြိမ်နှစ်ကြိမ်ပြီးတော့သုံးကြိမ်အကနေ့ဒီမှာလည်းရှင်လုံးပေါင်း၆နဲ့ပရိင်္ဂါရလေဒီကနေ့ပြန်တွေ့မထွက်နိုင်ဘူးလားဒီအတွေ့ကျွန်တော်တို့ကစားကြည့်မယ်ပေါ့နော်ကစားကြည့်မယ်ကစားကြည့်မယ်ဆိုတော့ဟုတ်ပြီဒါဆိုဒီကနေ့ဒီကနေ့ဒီကနေ့ဆောင်းစင်ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တယ်အများကြီးရှိတယ်ပေါ့ကျွန်တော်အမြင်နဲ့ကျွန်တော်သုံးသပ်ကြည့်ရပါတော့နော်အဲ့ဒီတော့ဒီကနေ့ကိုဘယ်လိုထောက်လာခဲ့လဲဒီမှာ၈ break ီမှာခွန်ဘရိတ်ဒီမှာ6ဘရိတ်6 6ဆိုဆောင်းစီနံ3ချက်ထောက်6ဆိုပြီးဆောင်းစီနံ3ချက်ထောက်တယ်တဲ့ဘရိတ်ဘရိတ်ခွန်ဘရိတ်6ထောက်ပြီးတော့သူ့ရဲ့ဘရိတ်ရဲ့ပေါ်တကယ်နေချင်း3ချက်4ချက်မှာဘရိတ်5ဆိုပြီးထည့်တယ်ဒီဘရိတ်ခွန်ရဲ့ဒီနေရာမှာကျတော့ဘရိတ်6ထည့်ဒီဘရိတ်6ရဲ့ဒီမှာကျတော့ဘရိတ်ခွန်ဆိုစီနံပြန်ထည့် ဘရိတ်ရှိဘရိတ်ခွန်ဘရိတ်လျှောက်လို့ထည့်တယ်ဒီမှာကျတော့ဘရိတ်ငါဘရိတ်လျှောက်ဘရိတ်ခွန်လို့ပြန်ပြီးတော့စီမံသုံးချက်ပြန်ထည့်တယ်အဲ့ဒီမှာစိတ်ဝင်စားဖို့ကျွန်တော်များရောလည်းမင်းနေပြီစက်ကလနာရင်းနဲ့ပြရမှာပူကောင်းတာဆိုသူကဒီမှာလာတော့တာဒီမှာ break ရှိဒီမှာ break ကွန်ဒီမှာ break ရှိဒီမှာ96 လမ်းစလိုက်နော်ကဲရိုးရှင်းနဲ့ပြောတော့ကြာနော်တိတ်ပြီးတော့တွေ့တာရိုက်ပြောမယ်10 break 9 break 6 break 5 break 6 break 9 break လို့ရိုက်ပြီးအဲ့ဒီ9 break ရဲ့ပုံမှာသူကဒီနှစ်မိနစ်က2 break နဲ့368ဆိုရှင်းလုံးပေါင်း6လို့ခံပြီးတယ်ဒီ break ပုံလည်းရှင်းလုံးပေါင်း6လို့ပုံစံခံပြီးတယ်ဒီပုံမှာလည်းရှင်းလုံးပေါင်း6လို့ပုံစံခံပြီးတယ် ဆက်ဆက်မှုကတော့သူလိုက်လာအဲ့တော့ထိလိုက်တယ်ပေါ့နော်အဲ့86ကိုပြန်ပြီးတော့ဒီနေရာမှာရှင်လုံးပေါင်း6ရှင်လုံးပေါင်း9ရှင်လုံးပေါင်း8ဆိုလို့ထောက်ချက်လို့အကုန်ထောက်ပေးထားတယ်ထောက်ပေးထားတော့ဒီ9 6ကွန်ဒီတိုင်းမဲ့သွားတဲ့တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ရကနန်းဒီတိုင်းမဲ့ယူရှင်ရှင်ဒီကနန်းတစ်ခွက်လိုက်လာနိုင်သလားဆိုတော့စဉ်းစားနေကိုကျွန်တော်ကစားတာပေါ့နော်စဉ်းစားနေကိုကစားတာစိတ်ဝင်စားတာပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပြုတ်ကြည့်အောင်လား ။ဘာကြောင့်ဘာကြောင့်စဉ်းစားသလဲပေါ့နော်။အဲ့အချီဘာကြောင့်စဉ်းစားသလဲဆိုတော့ချက်တော့ပြည့်ကြည့်ရအောင်။ကြည့်တယ်။ဒီကနန်းနဲ့ဒီပုံစံတိုင်းယူရပေါ့နော်။ဒီမှာ၁ကြိမ်၊၂ကြိမ်၊၃ကြိမ်။ဒါခုနဖြစ်စဉ်ထောက်တာလေးတွေကယူရှင်းမှာပဲ။ငါတိကိုဆိုတဲ့ကနန်းနဲ့ဒီကနန်းဒီပြန်တော့ထွက်တော့မယ်ဆိုရင်ဒီနေရာမှာကိုငါတက်လို့ပြန်တော့ထွက်တယ်။ ့ပြန်နေထွက်တဲ့အချိန်မှာသူ့အပေါ်မှာခံတဲ့ကနန်း၄၄၆တီးတဲ့တနည်းနည်းနည်းသုံးနည်း၄နည်းမြောက်ကကနန်းကခံပြီးကမှဒီကနန်းကလိုက်ထွက်တယ်။ဒါဆိုဒုတိယကဒီကနန်းဒီမှာလည်းဒီတိုင်းပဲ၃၉၅ဆိုတဲ့ကနန်းကတစ်ချိန်၂ချိန်၃ချိန်၄ချိန်မြောက်မှာထွက်ထားတဲ့ကနန်းကဒီမှာလာခံပြီးကမှဒီကနန်းကလိုက်ထွက်တယ်။ဒါဆိုရှင်တတိယကကျွန်တော်တို့ကဒီဖြစ်စဉ်ကိုထောက်ပြရရင်ဒီကနန်းသည် ဒီကနန်းစီထွက်မယ်လို့ယုံကြည်စွာနဲ့လိုက်ကစားကြည့်မယ်ပေါ့နော်ကစားကြည့်မယ်ပြောနော်အပိုင်လို့မပြောဘူးနော်တခြားလည်းပြောနော်ဒီကနန်းဒီရှေ့ရပြည့်စုံလို့ဆိုရင်ဒီကနန်းဒီဘယ်ချိန်မျိုးမှလိုက်ထုတ်မယ်သူ့အပေါ်မှာထွက်တဲ့ကနန်းစီတဲ့သူ့အပေါ်မှာထွက်နေတဲ့ကနန်းစီတနေ့နဲ့တုံးနေ့လေးနေ့မြောက်ကကနန်းထွက်လာတဲ့အချိန်တိုင်းသူကလိုက်ထုတ်ပါလို့ညွှန်းတဲ့စနစ်မျိုးဒါကိုကျွန်တော်ကဒီစနစ်နဲ့လိုက်ဖန်ကစားခြင်းအဲ့တော့ဒီ6 6ခုဒီနေရာမှာ 689ဆိုပြီးတော့လမ်းကျော်တည်တည်လေးပေါ့နော်ထည့်သွားပြီလေချင်းမြောက်ကနန်းထွက်ပြီးတဲ့လေးနှစ်မြောက်ကကနန်းထွက်ပြီးတဲ့အောက်မှာလိုက်ထူရမယ်ဆိုတော့စနစ်ကိုကျွန်တော်ကရဲတင်နေဒီစနစ်နဲ့ပဲဒီ U ရှင်းရှင်းကနန်းကိုဒီလိုလိုက်ရခြင်းအဲ့ဒါဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်လည်းရှင်းပြကြည့်မယ်နော်နည်းနည်းလေးပြောကြည့်မယ်သူကနှစ်ချက်နှစ်ချက်သမားရေဆိုလို့ရှိရင်ဒါတော်တော်သဘောဝကျတဲ့ဖြစ်စဉ်ဖြစ် ဒီကလန်းထွက်တော့မယ်ဆိုလို့ရှိရင်ဒီ၄ချိန်မြောက်ကကလန်းထွက်တော့မယ်ဆိုရင်သူ့ဆောင်မှာဒီမှာငင်းကုန်တက်ဒီကလန်းခွန်3ည3ဒီ3ည3ခွန်ဆိုရယ်ကလန်းကသူထောက်ထားတယ်ထောက်ထားပြီးမှဒီကလန်းထွက်လာဒီကလန်းထွက်လာပြီးဒီကလန်းလိုက်တယ်အဲ့ဒီမှာဒီကောင်ရဲ့ဆောင်မှာနောက်နေ့အတွက်သူအကူလုပ်သွားတာကအကူလုပ်သွားတာကဒီကလန်းကြီး၄ချိန်မြောက်ကကလန်းဒီကလန်းကြီးပြန်ထွက်တဲ့ချိန်မှာ ဒီဒီနေမြောက်ရဲ့ကနန်းရဲ့ဇောင်းမှာဗရိတ်ခွန်လို့ရိုက်ရင်ဒီကနန်းရဲ့ဇောင်းမှာဗရိတ်ခွန်လို့ထပ်ပြီးသူရိုးရှင်းရှင်းလေးပဲဗရိတ်ခွန်ပဲဗရိတ်ခွန်လို့ထပ်နေတယ်အဲ့ဒီအချိန်မှာထပ်တဲ့အချိန်မှာလည်းဖောက်ရက်နှက်ခတ်ဒီကိုထိတ်ဖြောက်ထိတ်ဒီဖြောက်ခတ်ဒီသုံးလုံးပေါင်းရင်းဒီလေးဆိုတဲ့ပုံစံနဲ့ဗရိတ်ခွန်ဗရိတ်ခွန်လို့ထပ်ပြီးသွားတယ်ဒီဖြစ်စဉ်ဒီကနန်းကနှစ်ချက်ကကောင်းကောင်းလုပ်တယ်အဲ့ကြောင့်သူ့အမလိုက်ခဲ့တဲ့စနစ်ကိုကျွန်တော်တုံးကျင်တယ်ဒါဆိုလို့ရှိရင်ဒီမှာလည်းကြည့်ကြည့်ရအောင်ဒီမှာ3 9ဆိုတော့ကျွန်တော် ူရှိလေးနှစ်မြောက်ကကနန်းတစ်ချိန်နှစ်ချိန်သုံးချိန်ဒီနေရာမှာထွက်တဲ့ငါးတစ်ကိုသူရှိနေကကနန်းကထောက်ထားတယ်ထောက်ပြီးမှဒီနေရာမှာလေးနှစ်မြောက်ကကနန်းလာထွက်တယ်ထွက်ပြီးတဲ့အချိန်မှာဒီကနန်းဒုတိယကျဲကနန်းကြီးဒီပြန်ပြတ်လိုက်တယ်အဲ့ဒီနေရာမှာသောသောကဖြစ်စင်နေမဲ့သူလားဖြစ်တယ်ဟိုက်လေးချိန်မြောက်ကကနန်းထောက်တဲ့ပြီးမှဘရိတ်ခွန်လို့အရင်ထက်ထက်ပြီးဟိုက်ကနန်းပြန်တွဲကနန်းရအောင်မှာလေဘရိတ်ခွန်သူဘရိတ်ခွန်သူလိုက်ထက်တယ်ဒီစနစ်ကလေးကနှစ်ချက်မြောက်မှာတော်တော်လေးဆက်ရတော့ပါဘာ တသားသွားတယ်နော်ဘရိတ်ခွန်လို့ဒီမှာစကြမယ်ဘရိတ်ခွန်လို့အပေါ်မှာကြပဲကြပြီးဘရိတ်ခွန်လို့ပြန်ထက်တယ်ထက်တဲ့အချိန်မှာလည်း9ရက်နှစ်ခက်3ထိပ်ခွန်ထိပ်ဒီခွန်ခံဒီသုံးလုံးပေါင်းရင်းဒီ၄ဆိုရယ်စနစ်နဲ့နှစ်ကက်ကိုပြီးပြီးပြင်းပြင်းဒီကစားခွက်ကကစားသွားတာအဲ့လိုကစားသွားတဲ့အတွက်ဒီကဏ္ဍပရမကဏ္ဍဒီအိုက်ဖြစ်စဉ်အောင်မလိုက်ဖြစ်တယ်ဒုတိယကဏ္ဍဒီလည်းအိုက်ဖြစ်စဉ်အောင်မလိုက်ဖြစ်တယ်ဒီတတိယကဏ္ဍဒီကဏ္ဍဒီလည်းအဲ့လိုဖြစ်စဉ်ရအောင်မလိုက်ထွက်မယ်ဆိုရဲ ကစားကွက်နေတယ်ဒါကိုလိုက်ဖမ်းကစားခြင်းတယ်ဒီနေရာမှာနှစ်ကက်စီကိုသူပြက်ပြက်သားသားအလုပ်လုပ်သွားတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့စိတ်မစားတာကျွန်တော်စိတ်မစားတာဟမ်အဒီနေရာမှာချက်ပြန်ကြည့်အောင်ဒါနှစ်ကက်စီအဆက်ကိုနှစ်ကက်စီနဲ့ကြိုက်တဲ့လူကြီးတွေ့ဆိုနည်းနည်းလေးပြလိုက်ချင်လို့ထည့်ပြောတာနော်ဘရိတ်ကွန်ဒီဘရိတ်ကွန်လို့ထတ်သွားပြီဒီကနန်းဒီဒီကနန်းဒီလင်းနေမြောက်ကကနန်း ီပုံစံနဲ့ကြက်ကြတယ်ထားတော့သူ့ဆောင်မှာ break ခွန်လို့ရတယ်ဒီညမှာ break ခွန်လို့ထတ်တယ်ထတ်တဲ့အချိန်မှာလည်း break ခွန်ကို6ရက်နဲ့က9ထိတ်6ထိတ်ကြီး6ဆိုဒီလုံးလုံးပေါင်းရင်းနေလေးဆိုတဲ့ပုံစံနဲ့ထတ်တယ် break ခွန်အဲ့လိုကစားတယ်အဲ့နှစ်ကက်စီးရဲ့အဆက်ကိုအခုကျွန်တော်နှစ်ကက်စီးအမြင်နဲ့ကစားခြင်းနဲ့ပြည့်တဲ့ရှိရနည်းနည်းလေးပြောကြည့်ကြမယ်နော်အဲ့လို break ခွန် break ခွန်တက်ပြီးတော့ကျင်းနှစ်ကျင်းသုံးကျင်းနဲ့လေးကျင်းမြောက်မှာပြန်ပြီးတော့ break ခွန်လို့ရိုက်ပြီးတော့ ပြိခွန်လို့ရိုက်ပြီးရိုက်တဲ့အချိန်ကမှတိတ်စီသူတိတ်စီနောက်ပိတ်သူနောက်ပိတ်ဆိုရယ်စနစ်နဲ့နှစ်ကက်စီဆိုအများကြီးလို့ရရနော်တိတ်စီသူတိတ်စီနောက်ပိတ်သူနောက်ပိတ်အဲဟိုနေလို့လိုက်ပါရဟိုဘတိတ်စီသူတိတ်စီနောက်ပိတ်သူနောက်ပိတ်ဆိုတာဒါတစ်ခွက်ထဲပဲ863အဲ့ဒီအမြင်မျိုးနဲ့ဒီဘွဲကိုကစားမယ်ဆိုလို့ရှိရင်ဒါနှစ်ကက်စီပေါ့နော်ဘရိတ်ကွန်ဘရိတ်ကွန်လို့ထပ်ခဲ့ပြီးငါးရက်နှစ်ခက်သုံးခက် ခွန်ထိတ်ကခွန်ကဒီလိုသုံးလုံးမောင်းရင်လေးလို့ရတယ်။တစ်ချိန်နဲ့ချင်းသုံးချိန်လေးချိန်ရောမှာဒီ break ကိုဒီ break ကိုအဲ့ပုံစံမျိုးနှစ်ကက်စီးနဲ့ကစားချင်းရင်ဒီနေရာမှာတပိုက်ဖို့ကွန်ဖို့ပဲကစားပါနော်။ဒါမျိုးတွေကတော့ရိုးရိုးရှင်းရှင်းလေးပဲ။၆ထိတ်ဒီ၆ထိတ်ခွန်ထိတ်ခွန်ပိတ်ဒီခွန်ပိတ်ဆို၆ထိတ်ခွန်အပိတ်နဲ့ဆိုကျွန်တော်လေးတလုံးထက်ပြီး၆၄ခွန်ဆိုပဲကနန်းအများကြီးလို့ရတယ်နော်။ဒါဘလို့ဖြစ်လာမယ်မသိဘူး။ဒီလိုရိုးရိုးရှင်းတစ်ချက်ကိုရတယ် အဲ့လိုမဟုတ်ဖဲနဲ့အဲ့လိုမဟုတ်ဖဲနဲ့ပေါ့နော်သူကဒီမှာလာတဲ့အချိန်ကမှ6ဘူးနဲ့ break ခွန်ခွန်ဘူးနဲ့ break ခွန်သူစခဲ့ဒါဆိုနောက်တတိယနှစ်မှာရှစ်ဘူးနဲ့ break ခွန်ဆိုဒီလိုကဏ္ဍမျိုးပေါ့နော်ရှစ်ရှစ်တက်ပတ်လေဒီ2026မှာဒါငွေတင်တဲ့ကဏ္ဍမျိုး break ခွန်ရဲ့ break break ခွန်ကဏ္ဍတစ်ခုဒီလိုပုံစံမျိုးနဲ့ထွက်နိုင်တယ်ပေါ့နော်6ခွန်10ပြည်နဲ့ ီနေရာမှာ၃လုံးပေါင်းခြင်းရှိဒီနေရာမှာ၃လုံးပေါင်းခြင်းရှိဒီနေရာမှာ၃လုံးပေါင်းခြင်းရှိနောက်ပိတ်၃လုံးပေါင်းခြင်းရှိနောက်ပိတ်၃လုံးပေါင်းခြင်းရှိနောက်ပိတ်၃လုံးပေါင်းခြင်း၈ဆို၃ချက်ရိုက်ပြီးတော့သူ့ရဲ့နောက်တစ်နေ့မှာ၈ထိပ်၈ထိပ်၈ထိပ်ဆို၃ချက်ပြန်ဆန့်တော့ဆန့်ပြီးမှဒီနေရာမှာထိပ်စီ၃လုံးပေါင်းခြင်း၈ဒီနေရာမှာထိပ်စီ၃လုံးပေါင်းခြင်း၈ဒီနေရာမှာဒီလို၃လုံးပေါင်းခြင်း၈ဆိုပြန်ပြီးတော့၈၃ချက်ပြန်ဆန့်ခဲ့တယ်အဲ့တော့၄ချက်မြောက်ကကနန်းဒီ၈ချက်ဒီ နောက်ထပ်သုံးလုံးမုံကြီးပရမတ်က၈ကြောင့်သူ့ရဲ့တနည်းကြောင့်မှာပရမတ်စထွက်တဲ့၈ထိတ်၁ထိတ်၆ထိတ်၁ထိတ်၄ထိတ်ဒီမှာပရမတ်စထွက်တဲ့၈ထိတ်အဲ့၈ထိတ်လို့ရပြီ၈ထိတ်ကနေထောက်တရေ၂ချင်း၃ချင်း၄ချင်းမြောက်မှာထွက်ထားတဲ့အဲ့ဒီ၄၄၆ပရိတ်၄ဒီကနန်းဒီဒီနေ့ထက်ကပရိတ်၄ကနန်းတစ်ခွက်ကသူ့ရဲ့နောက်တနည်းနည်းနဲ့၃နှစ်၄နှစ်မြောက်မှာအဲ့လိုလိုက်ထွက်ထွက်ပြီးမှသူ့အောင်မှာထွက်တဲ့ကနန်းဒီအဲ့ဒီအကျင်ကနန်းကိုလိုက်ခဲ့တာလားဒါဆိုဒုတိယကဒီသုံးလုံးပေါင်းချင်း၈ တို့ကနေထောက်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာရှစ်ထိပ်တည်းဒီနေရာမှာစထွက်တာတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မြောက်မှာဒီနေရာမှာ break ခွန်လို့ရိုက်တာအဲ့ဒီ break ခွန်ကနန်းတီးတဲ့တစ်နှစ်နှစ်နှစ်သုံးနှစ်လေးနှစ်မြောက်မှာလာပြီးတော့ပေါ်ပေါ်ပြီးကမှဒီဇောင်းကနန်း6တုံညာသုံးညာဒီလိုအောင်ခဲ့တာလားဒါဆိုတက်တရကဒီသုံးလုံးပေါင်းညစ်ရှစ်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်မှာသုံးညာထိသိတစ်ထိသိရှစ်ထိသိတစ်နှစ်လုံးမှာမှာအကောက်ကိုပြတ်စစ်ကြည့်လိုက်နော်တစ်နှစ်လုံးမှာမှာရှစ်ထိသိဒီဒီကြိမ်ပဲရှိတယ် တနေ့လုံးမှမရှိတဲ့စီဒီဒီချိန်မှရှိကြ။တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်မြောက်မှာ break တက် break တက်ဒီကနန်းကိုဒီမှာရှေ့မြေပြပြနဲ့သုံးကန်စီကိုအယောင်ပြပြီးဒီနေ့တက်က break တက်ကနန်းဟာရီကနန်းသည်ဒီနေရာမှာလေးနှစ်ယောက်ကိုရှေ့သွားလို့ဒီအောက်မှာပဲလိန်စင်နေတဲ့ဟိုက်ဆောင်ကကနန်းဖြစ်တဲ့303ပက်လေဒီလိုက်သွားမလား။ဒါကြောင့်ဒီဘွဲ့ကနေစပြီးဒီဒီကနန်းလေးကို အမှတ်တရပြောပြတာเนาะကျွန်တော်အမှန်လည်းမသိဘူးเนาะကျွန်တော်တွေ့ဖို့လူနည်းကိုကျွန်တော်ရှင်းပြပေးတာချက်မှာလှည့်စားရတဲ့ဒီမှာတော့ရှစ်တည်းစီရဲ့ဇောင်းကဏ္ဍဒီကဏ္ဍမှာတည့်ရကြဒီမှာရှစ်တည်းစီရဲ့ဒီပေးရကဏ္ဍတည့်ရကြဒီမှာတော့ရှစ်တည်းစီရဲ့ပေးရကဏ္ဍဒီကဏ္ဍကိုမကြဘဲနဲ့ break တက်ကိုဒီ break တက်ကိုတည်စားမှုနဲ့ပြီးဒီလိုအောင်မျိုးမှာထက်သွားမလားအဲ့တော့ဒီချိန်မျိုးမှာခွန်သုံးခွန်ဆိုရကဏ္ဍထွက်မလာခဲ့သေးဘူးဆိုလို့ရှိရင်ဒီကဏ္ဍဒီထွက်လာအောင်မှာအဲ့တော့ဒီလိုကဏ္ဍမျိုးမှာထွက်လာရင် ျွန်တော်တို့ဒီအတိုင်းတွားတဲ့နန်းကျော်မထိုးရတဲ့အကြောင်းရှိအခု၈၆ခုရဲ့အောက်မှာခွန်သွန်းခွန်ကိုပါပါလေးထိုးကြည့်မယ်ထိုးကြည့်မယ်ထွက်လာခဲ့ရစေခြင်းတဲ့စိတ်နဲ့ပြောတယ်မထွက်လာခဲ့ဘူးဆိုရင်ဒီကနန်းကိုစောင့်ပြီးတော့ဒီကနန်းကြီးထွက်လာအောင်မလားဒီကနန်းကြီးကထွက်လာအောင်မလားရိုးရှင်းရှင်းအထောက်နဲ့ဆိုရင်ဒါဒီကနန်းကြီးမွေးကနန်းလို့ခေါ်လို့ရပါပြီပေါ့နော်ဒါရှင်းတယ်ပရိသုံးလုံးရှင်းသုံးလုံးရှင်းသုံးလုံးရှင်းသူရတနစ်ကျော်ရှစ်ထိပ်စကြဒီကနန်းဒီသူရနောက်လေးနှစ်ကိုလိုက်ထွက်သုံးလုံးရှင်းတနစ်ကျော်ရှစ်ထိပ် ဒီကနေ့ရှစ်တိကနေ့ထောက်တကြိမ်နှစ်ကြိမ်သုံးကြိမ်လေးကြိမ်မှတက်တဲ့ကနေ့တနေ့နဲ့နေ့သုံးနေ့လေးနေ့မြောက်ကိုလိုက်ထွက်အဲဆိုလို့ရှိရင်ဒီမှာလည်းရှစ်ကရှိကြတယ်ဒီမှာရှစ်ထိပ်ဒါမျိုးကိုတော်သဘောကျတယ်ဒီမှာပြပသုံးရှစ်ထိပ်လို့ပြောဒီကောင်ကပြပသုံးရှစ်ထိပ်လဲဒါပဲဒုတိယရှစ်ထိပ်လဲဒါပဲတနေ့လုံးမှာမှဒီရှစ်ထိပ်စီဒီကြိမ်မြောက်တော့ဒါဆိုလို့ရှိရင်ဒီကနန်းကအရင်ပဲထုတ်ပြီးမှဒီစနစ်ကိုအောက်မှာလာဒါဆိုဒီကနန်းကိုမွေးသွားမလားဒါကိုယ့်ကိုစဉ်းစားပေါ့နော်အဲ့တော့အဲ့တော့ ျွန်တော်ပြောချင်တာကဒီလိန်စင်နဲ့ပဲဒီ break တွေကို break တွေလို့ချပြီးခွန်သုံးခွန်ကိုဘာမှစုံလျော်မဆောင်မနဲ့လေဒီလိုမျိုးရိုက်ထက်သွားတတ်သွားတတ်တဲ့ချက်မှာဖြစ်စဉ်တွေအများကြီးရှိတယ်အဲ့လိုမဟုတ်ခဲ့ပဲနဲ့ဒီကနန်းကိုပဲဒီကနန်းဒီနေရာမှာခွန်သုံးခွန်မပေးခဲ့ဘူးဆိုလို့ရှိရင်ဒီကနန်းဒီအရင်ထုတ်ပေးဦးမလားဒီကနန်းမှဒီနေ့ထက်ထုတ်ပေးလာပြီဆိုလို့ရှိရင်တော့သူ့အောင်မှာ၅ကိုခွန်လို့မှထွက်လာရင်သူ့အောင်မှာအပြောလို့ဒီကနန်းဒါကျွန်တော်မထိုးရစရာ ြန်တွေ့ကနန်းအဲ့ချိန်မှာမထိုးရစဲအကြောင်းမရှိဘူးဒီပြန်တွေ့ကနန်းမှာဒီကနန်းဒီ main ပေါ့နော်ဒါကိုကျွန်တော်ကအဓိကထားပြီးပြပြချင်တာပေါ့နော်နော်ဒါကြောင့်အားလုံးပဲကောင်းကောင်းကြပါစေခွတ်လက်ပါ